ရွှေဆိုင်တွေရဲ့နေ့စဉ်ရွှေအယောင်းဝယ်တွေနဲ့ပတ်သက်ပြီးရွှေဆိုင်မှတ်တမ်းစာအုပ်တွေထားရှိရမယ်ဆိုတဲ့ညွှန်ကြားချက်ဟာအယောင်းဝယ်လုပ်သူတွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ကိုယ်ရေးကိုယ်တော်ကိစ္စတွေကိုချိုးဖောက်တာလို့ရွှေကုန်တွေနဲ့ဝယ်သူတွေကပြောပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်အစည်းအဝေးမှာရွှေဆိုင်မှတ်တမ်းစာအုပ်တွေထားရှိဖို့လမ်းညွှန်ထားတာဖြစ်တယ်လို့စစ်ကော်မရှင်ဩဇာခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ကပြောဆိုထားပါတယ်အခုလိုမှတ်တမ်းတွေထားဖို့လှုပ်ဆောင်တာဟာဝယ်သူရောင်းသူရဲ့ကိုယ်ရေးအချက်လက်တွေကိုချိုးဖောက်တာဖြစ်တဲ့အပြင်ဆိုင်တွေဘက်ကလည်းလုပ်ငန်းလုပ်ကြရခက်လာမဲ့အခြေအနေဖြစ်တယ်လို့ရွှေလုံငန်းရှင်တူဦးကပြောပါရယ် သူတို့ရဲ့ဒီမှတ်တမ်းတွေရွေးကြတော့ကြည့်ရသူတို့ဒီကိုရောင်းရတဲ့ဟာနဲ့ကျွန်တော်တို့ကိုရအခွန်နဲ့ကန်ကန်ပေါ့အဲ့လိုစစ်ပုံသူတို့လုပ်ခိုင်းတာတွေ့တယ်အခွန်နဲ့ပါတော့ဘောပြီးခုနကသူတို့ပြောလို့နည်းသူတို့ကြီးတဲ့တင်တယ်ပေါ့ပါပေါ့အဲမဲ့ကတော့ဘယ်လိုပါသိလို့ထူးမယ်မသိဘူးစစ်တမ်းမှတ်တမ်းစာအုပ်ဆိုကျွန်တော်ကျွန်တော်ထင်တော့ဒါကျွန်တော်တို့နေပြည်တော်မှာဒီတက်တူနေတဲ့တော်လျှောက်တုံးကသူတို့ပေးတဲ့စာအုပ်တွေကိုဆွလို့ကျွန်တော်နေနေမယ်အဲဒီစာအုပ်ကသူက၄ရွက်တောင်ပါတယ် တိရကကျွန်တော်တို့ဝယ်တူပေးရမယ်တိရကကျွန်တော်တို့ဆိုင်ပေးရမယ်တိရကသူတို့ခုံရုံးတင်ရမယ်တခုကကျတော့ဘယ်လိုလေးဘူးပြောတယ်ဒါလေးတော့မသိဘူးပေါ့နော်ကျွန်တော်ထင်အိစာဟုတ်ပဲနေမှာပါဘယ်လိုမျိုးတယောက်တိရကကျွန်တော်တိနေဖို့မှတ်တမ်းနေတယ်ဟောအဲတီချာတော့မယ်ဆိုတော့အဲ့အဲ့ဒါပဲနေမှာပါအိစာဟုတ်ပဲရှိဖို့များပါလေဒီတီကြိုက်တော့ပြောတော့မရှိပါဘူးရောင်းရောဝယ်ရောနှစ်ခုလုံးသူစစ်တဲ့သဘောပေါ့ အဲ့ဒီလိုလှုပ်ဆောင်လာကြအောင်ရွှေစင်းနှုံတည်ငြိမ်လာနိုင်သလိုအယောင်းဝယ်တွေလည်းမှန်မှန်ကန်ကန်ဖြစ်သွားမယ်လို့စစ်ကောင်မရှင်ကပြောနေပေမဲ့ဒီနည်းတွေကလည်းရွှေစည်းကွက်အတွက်ထူးလာမှာမဟုတ်ဘူးလို့ရွှေလုံငန်းရှင်တွေကတုံ့ပြန်ပါတယ်။စစ်ကောင်မရှင်ကညွှန်ကြားထားတဲ့မှတ်တမ်းစာအုပ်ထားရှိခြင်းဆိုတာကတော့ရွှေဆိုင်နေထံဆက်သွယ်ဆောင်ရွက်သူကိုအလေးထားစီစစ်တဲ့မှတ်တမ်းစာအုပ်အဖို့တန်သတ္ထုရွှေဝယ်ယူရောင်းချမှုမှတ်တမ်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လိုင်းရေးအဖွဲ့ကိုပေးပို့တင်ပြမှုမှတ်တမ်းငွေကြေးဆိုင်ရာစုံစမ်းထောက်လိုင်းရေးအဖွဲ့ကိုသတင်းပေးပို့ရမယ့်နမူနာပုံစံအကောင့်ထည့်ဖို့ဆောင်ရွက်ရေးရရှိခန့်အပ်မှုပုံစံနဲ့ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖြတ်ရေးမူဝါဒလုံထုံးလုံနီးများရွှေရောင်းဝယ်ရေးလုပ်ငန်းနဲ့အင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းစတဲ့မှတ်တမ်းစာအုပ်တွေထရှိရမှာဖြစ်ပါတယ်ဒါတွေကိုဖတ်လိုက်ရတာတခဏတည်းမှာပဲကျမတို့ရွှေသွောင်းမွေရဲတော်လာအောင်ဖြစ်သွားတယ် ဘာဖြစ်လို့လဲဆိုတော့သူတို့ကကျမတို့ရဲ့အချက်လက်တွေကိုထောက်လန်းရေးစီအထိပို့မဲ့အနေထားမှာရှိနေတယ်ဆိုတော့အချိန်မီးကျမတို့ကိုလာဖမ်းနိုင်တယ်အမြင်ကပုံမှန်တွေတက်ပြီးလဲလာဖမ်းနိုင်တယ်အခုကဖမ်းချင်ပုံမှန်အမျိုးမျိုးတက်ဖမ်းနေကြတာဆိုတော့လေဒါကိုပဲအခွင့်ကောင်းယူပြီးရွှေကိုဝယ်လိုအားနှဲသွားအောင်လုပ်ပြီးဈေးကိုပြန်ဆွဲချဖို့ကြိုးစားတာလို့မြင်ပါတယ်လို့ရန်ကုန်မြို့ကအသက်40ကျော်အရွယ်ရှိတဲ့အမျိုးသမီးတူကပြောပါတယ် ီကိစ္စနဲ့ပတ်သက်လို့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းရဲ့တာဝန်ရှိသူကို MPA ကဆက်သွယ်မေးမြန်းဖို့စူးစမ်းနေပေမဲ့လက်ခံဖြေကြားတာမျိုးမရှိသေးပါဘူး။အာဏာသိမ်းပြီးနောက်ရွှေစည်းတွေအစမတန်မြင့်တက်လာလို့စစ်ကော်မရှင်ကရွှေစည်းကျလာအောင်လုပ်ငန်းရှင်တွေကိုဖမ်းဆီးစစ်ဆေးတာတွေလှုပ်ဆောင်တဲ့အပြင်တတ်မှတ်ရည်ညွှန်းစည်းတွေအတိုင်းရောင်းချဖို့ကိုလည်းညွှန်ကြားချက်တွေလှုပ်လာခဲ့ပါတယ်။ဒါပြင်ဈေးကထဲရွှေဆိုင်တွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးတာတွေကိုလည်းလှုပ်ဆောင်နေစေဖြစ်ပါတယ် စည်းကမ်းချက်တွေမျိုးစုံထုတ်ပြီးဖန်ဆီးမှုတွေလုပ်နေပေမဲ့ပြင်ပဈေးကွက်ထဲမှာတော့ရွှေဈေးကိုထိန်းလို့မရဖြစ်နေတယ်လို့ရွှေကုန်သည်တွေကပြောပါတယ်နိုဝင်ဘာ9ရက်ဒီကနေ့အတွက်ပြင်ပရွှေဈေးကွက်ထဲကရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်84သိန်းခန့်နဲ့15ဘက်ရည်တစ်ကျပ်သားကို86သိန်းကျော်ဈေးရှိနေပြီး YGE သတ်မှတ်ဈေးကတော့59သိန်း9000ကျပ်သတ်မှတ်ထားတယ်လို့သိရပါဗျာ။